အေးမေတ္တာဆိုတဲ့နေရာမှာမေတ္တာရဲ့စွမ်းရည်တတ္တိတွေကအဆင့်ဆင့်ရှိတယ်ဆိုတာကိုတတိထားဖို့တော့လိုတယ်ပေါ့အရာထဲမှာပြောနေတဲ့တာမန်မေတ္တာတဥ္မေတ္တာတဥ္မာဆိုတာအခြေခံမေတ္တာလေးအဆင့်နေမကဘူးထိုအခြေခံမေတ္တာလည်းလိုအပ်ပါတယ်ထိုအခြေခံမေတ္တာတဲ့ပို့ပြီးတော့စွမ်းအားထက်တဲ့မေတ္တာဆိုတာလေ့ကျင့်ယူမှရတ မလေးခြင်းလို့ရှိရင်အာမကောင်းဘူးဒါရမှန်တယ်လူခန္ဓာကိုတန်ဆွမ်းဖို့အတွက်ဘာလို့ရ physical exercise လုပ်ရ physical exercise လုပ်ရတယ်အပြေးသမားတွေပြေးရတယ်ဘောလုံးသမားတွေလေ့ကျင့်ရတယ် physical exercise လုပ်ရဘယ်ဟာပဲဖြစ်ဖြစ်လေ့ကျင့်ခံယူရထို့တူပဲမေတ္တာတွေစွမ်းအားထက်လောက်လေ့ကျင့်ခံယူဖို့လိုတယ် မေတ္တာကိုပြိုးပြီးတဲ့အခါထိုမေတ္တာတွေဟာပို့ပြီးတော့ကိုယ်တဏ္ဍမှာခိုင်မာတဲ့ခိုင်မာလာအောင်စွမ်းရည်တွေတက်တဲ့တက်လာအောင် လေ့ကျင့်ပြီးယူဖို့လိုတယ်ဒီနေရာမှာမေတ္တာနဲ့ပတ်သက်ပြီးတော့လေ့ကျင့်နည်းအကျင့်လေးကို ပြောရမယ်ဆိုလို့ရှိရင်ပထမလေ့လာရမှာကမေတ္တာဆိုတဲ့သဘောတရားကို လေ့လာခြင်းပြီးဆိုလို့ရှိရင် ကိုယ်တဏ္ဍမှာမေတ္တာဆိုတာကိုတွေးအောင်ရှာဖို့လိုတယ်။အယက်ထဲမှာတော့တဏ္ဍရာဂနဲ့ချစ်တဲ့အချက်ကိုမေတ္တာလို့အယက်ထဲမှာခေါ်နေတယ်။အဲ့ဒါနဲ့လုံးဝမတူဘူး။အဲ့ဒါနဲ့ရောထွေးသွားတတ်တယ်။ဆိုလိုတာကရာဂနဲ့မေတ္တာ။ရာဂနဲ့မေတ္တာဟာဆင်းရဲတူတယ်။ ဒုတိယကိုချစ်ခင်ပြီဆိုလို့ရှိရင်ဖေဘာပေးခြင်းလာတယ်မေတ္တာကလည်းတတ္တဝါတွေပေါ်မှာဖေဘာပေးတဲ့သဘောရှိတယ်အားလုံးပေါ်မှာအကျိုးလိုလားတဲ့သဘောရှိတော့သဘောချင်းကနီးနေတယ်နီးနေသည့်အတွက်ကြောင့်မေတ္တာစစ်စစ်ဖြစ်ဖို့ဆိုတာအမြဲတမ်းခရင်သွားမေတ္တာကိုဘာကနေဝင်ပြီးတော့အယောင် ဆောင်တတ်တယ်လို့ဆိုရင်ရာဂကမေတ္တာအယောင်ဝင်ပြီးတော့ဆောင်တတ်တယ် လိစားမှုလို့ခေါ်တယ်။ဒါကြောင့်မို့နိတိအထက္ခရာဆိုတဲ့အကျမ်းမှာလိစားမှုတွေနဲ့ပတ်သက်ပြီးတော့ရေးထားတာရှိတယ်။အဲ့ဒါတွေကိုစုစည်းပြီးတော့မြန်မာနိုင်ငံမှာရွှေချင်ခိုင်းကြီးကိုတည်ထောင်သွားတဲ့မင်းတို့မင်းလက်ထက်ကရွှေချင်ဆရာတော်ကြီးဆိုတာမန္လေးတောင်မြောက်ဖက်မှာရွှေချင်တိုက်တည်ရှိတယ်။အဲ့ဒီရွှေချင်ဆရာတော်ကြီးရေးတဲ့စာအုပ်တော့ရှိတယ် ဝိဉ္ဇနာဓိပနီလှဲ့စားမှုတွေထင်ရှားပြတဲ့ចံအဲ့ဒီဝိဉ္ဇနာဓိပနီဆိုတာလှဲ့စားမှုတွေကိုတေယုတ်ဖော်ထားတာအစအဆုံးဗာနဲ့တေယုတ်ဖော်ထားတော့ဆိုရင်ကြည့်ရာဂောမေတ္တာယဝိဉ္ဇေတိအဲ့ဒီစကလုံးလေးပါရာဂောမေတ္တာယဝိဉ္ဇေတိ တဏရာဂသည်မေတ္တာရောင်ဆောင်ပြီးတော့လှည့်စားသွားတတ်တယ်။အဲ့ဒါကြောင့်မို့လို့တဏနဲ့မေတ္တာကွဲအောင်အရင်ကြည့်ဖို့လိုတယ်။မေတ္တာဆိုတာသူ့အကျိုးကိုလိုလားတဲ့စိတ်ဓာတ်။တဏဆိုတာကိုယ့်အကျိုးကိုဦးစားပေးတာ။မေတ္တာဆိုတာဆွန့်လွတ်နိုင်တယ်တွေ့တာမနေဘူး တဏှာကမစွန့်လွတ်နိုင်ဘူးအမြဲတမ်းကွဲပြားခြံနာမှုတွေရှိတယ်တဏှာချင်းနဲ့မေတ္တာချင်းတဏှာချင်းကပူလောင်တယ်မေတ္တာချင်းကအေးမြတယ်မေတ္တာဆိုတာအတွေ့အတာကင်းတယ်ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်တော်ပဲမေတ္တာဆိုတာသူ့အတွက်တဏှာဆိုတာကိုယ့်အတွက် စဉ်းစားကြည့်လေလူတွေကဘသူကိုခင်ပါတယ်ချစ်ပါတယ်နဲ့ပြောနေကြတကယ်ချစ်တာဟုတ်ကလားလို့ဆိုတကယ်ဆန်းစစ်ကြည့်လိုက်တဲ့အခါကျတော့သူ့ကိုချစ်တာမဟုတ်ဘူးသူ့မြင်နေရလို့ရှိရင်ကိုယ်စိတ်ချမ်းသာတယ်အဲ့စိတ်ချမ်းသာမှုလေးကိုချစ်တာเนาะဒါကိုလူတွေမျက်စိလည်သွားတယ် ကြည့်လေစဉ်းစားကြည့်အမေကသားသမီးကိုချစ်တယ်အဖေကသားသမီးကိုချစ်တယ်ဒီလိုပြောကြကဲအမေချစ်တဲ့သားသမီးအဖေချစ်တဲ့သားသမီးကအမေစကားနားမထောင်ဘူးအဖေစကားနားမထောင်ဘူးဆိုလို့ရှင်နောက်ဆုံးကြတော့အမေအဖေကချစ်နိုင်မအောင်မလားအမေအဖေကိုအမေအဖေကဒီသားလေးဒီသမီးလေးကိုကြည့်ပြီးတော့ သူ့ရဲ့စိတ်ကျေနပ်မှုကလေးရနေတာအဲ့ဒါကိုချက်ထားသူ့ရဲ့စိတ်ကျေနပ်မှုလေးကိုဖြတ်လို့ဖြည့်စည်းလောက်လာပြီဆိုရင် သွားတော့သတင်းစာထဲကထည့်ပြီးတော့သာသမီတွေအမွေပြတ်ကြောညာတာတွေမရှိဘူးလားရှိတယ်။ဘာဖြစ်လို့အမွေပြတ်ကြောညာရတာလဲလို့ဆိုရင်သူ့ရဲ့ပီတိသောမနတ္တဆိုတဲ့ခံစားချက်လေးကိုဖြည့်စည်းပြလို့တဲ့အတိတ်ကဒါပဲ ဒီသားဒီသမီးကိုအာယုံပြုတ်ပြီးတော့ပီတိသောဏတလေးသူမရတော့မရသည့်အတွက်ကြောင့်မင်းမနေနဲ့တော့ပဲဒါပဲအဲ့တော့တဏှာချင်းနဲ့မေတ္တာချက်ကအလုံးကွာမေတ္တာချက်ဆိုတာဒါမျိုးမဟုတ်ဘူးအကျိုးစီးပွားကိုလိုလားတယ်ကောင်းစားစေခြင်းနဲ့ကြီးပွားစေခြင်းနဲ့သို့တော့တွေ့တာမနေဘူး ကိုယ့်အတွက်မစင်စားဘူးသူ့အတွက်တစ်ဖက်သားစင်စားတယ်ဟောမေတ္တာဒီလည်းရှင်းအောင်ပြောရမယ်ဆိုလို့ရှိရင်မေတ္တာဆိုတာမိတ်ဆွေရဲ့စိတ်ဓာတ်ကိုခေါ်တာပါဒီစကလုံးလေးဖြစ်လာတာကိုအကြည့်မေတ္တာအေတာမေတ္တာမေတ္တာမိတ်ဆွေတငယ်ချင်းရဲ့အေတာဥစ္စာဖြစ်တဲ့စိတ်တော်ဒါပဲမေတ္တာ ိတ်ဆွေတငယ်ချင်းရဲ့စိတ်သဘောတာစိတ်နေစိတ်ထားအဲ့ဒါဟာမေတ္တာအေးစဉ်းစားကြည့်လို့ရှိရင်လူတိုင်းလူတိုင်းမှာမိတ်ဆွေတင်ကားတွေရှိကြတယ်အပေါင်းအသင်းတငယ်ချင်းတွေရှိကြတယ်တငယ်ချင်းနဲ့စကားပြောရင်ပျော်တယ်တငယ်ချင်းနဲ့တွေ့ရရင်ပျော်တယ်တငယ်ချင်းနဲ့နေချင်းနဲ့ တငယ်ချင်းရဲ့အကျိုးစီးပွားကိုလိုလားတယ်ဟောအဲ့ဒီစိတ်ဓာတ်မျိုးလေးတွေဟာမေတ္တာလို့ခေါ်တာပဲအဲ့ဒီမေတ္တာသည်ခုနကတဏှာရာဂဆိုတဲ့အချက်နဲ့မတူဘူးတဲ့ကောင်းပြီမေတ္တာဆိုတဲ့သဘောတရားဟာအာရောဒအမုန်းကင်းစင်တဲ့သဘောတရား ကောင်းကျိုးချမ်းသာကိုလိုလားတဲ့ကြီးပွားစေခြင်းတဲ့သဘောတရားလေးပဲအဲ့ဒီသဘောတရားလေးဟာမိမိရဲ့တဏ္ဍမှာပင်ကိုယ်ကရှိနေပေမဲ့လို့လေ့ကျင့်ပေးမှအစွမ်းထက်မယ်မလေ့ကျင့်ရင်အစွမ်းမထက်ဘူးအဲ့တော့မေတ္တာဆိုတဲ့သဘောတရားကိုဘာနဲ့လေ့ကျင့်ရအာယုန်နဲ့ပဲလေ့ကျင့်စိတ်တစ်ခုကိုထက်မြက်လောက်အောင် လေ့ကျင့်ခြင်းအာယုန်နဲ့လေ့ကျင့်ဓာတ်ထက်အောင်ဘာနဲ့လောက်ရ ကြောက်နဲ့သွေးရတယ်ကြောက်ပေါ်တင်ပြီးတော့သွေးမှဓာတ်ထက်တယ်ထို့တူပဲဒီမိတ္တမေတ္တာစိတ်ဓာတ်လေးဟာခိုင်မာကြီးထွားလောင်ဘာနဲ့လောအာယုံနဲ့လှုပ်ပေးရမယ်အာယုံပေါ်တင်ပြီးတော့လေ့ကျင့်ရမေတ္တာလေ့ကျင့်ခန်းကိုဘုန်းကြီးတို့ဝိသုရိမေကျမ်းကြီးမှာရှင်းရှင်းလင်းလင်းရေးထားတာရှိတယ် မေတ္တာကိုလေ့ကျင့်ခံလုပ်တဲ့အနည်းတစ်ခုသမာကုသိုလ်ရာယုံပို့တဲ့မေတ္တာမျိုးမဟုတ်ဘူးသမာကုသိုလ်ရာယုံပို့တဲ့မေတ္တာကတော့သဝိတ္တအာဝေရာဟွန်တုနဲ့ဆိုတာပေါ့ဘုရားရှိခိုးရင်လည်းမေတ္တာပို့တာပဲလေတတဝါတွေချမ်းသာကြပါစေအဲ့ဒီဟာမျိုးကိုပြောတာမဟုတ်ဘူး မေတ္တာလေးခြင်းကဝင်ပြီဆိုတာ meditation အလုပ်ကိုလောရမှာပြောတာ meditation ပုံစံနဲ့မေတ္တာကိုအာယုံနဲ့လေးခြင်းအာယုံဆိုတာဘာလဲတတ္တဝါမိတ်ဆွေတငယ်ချင်းတက်ရှိတတ္တဝါနဲ့လေးခြင်းရမယ်တည်သွားတဲ့လူနဲ့မလေးခြင်းလို့မရဘူးဒီဘဝမှာလက်ရှိရှိနေတဲ့ပုဂ္ဂိုလ်နဲ့လေးခြင်းရမယ်ကောင်းပြီလေးခြင်းမယ်ဆိုလို့ရှိရင် ပုဂ္ဂိုလ်ရွေးချယ်ရလိမ့်မယ်နံပါတ်1အသက်ရှင်စေပုဂ္ဂိုလ်သေတဲ့ပုဂ္ဂိုလ်နှစ်ဦးရှိတဲ့ထင်မယ်သေတဲ့ပုဂ္ဂိုလ်မရွေးနဲ့ဘယ်တော့မှမအောင်ဘူးသေသွားပြီးတဲ့ပုဂ္ဂိုလ်ပေါ်မှာမေတ္တာမပို့နဲ့မေတ္တာလေးကျင့်ပြီးတော့တို့ယူခြင်းတယ်ဆိုလို့ရှိရင်အဲသေတဲ့ပုဂ္ဂိုလ်ဖယ်ထားလိုက်လက်ရှိ အသက်ထင်ရှားရှိတဲ့ပုဂ္ဂိုလ်ကိုရွေးပါအဲ့ဒါလို့ရွေးတဲ့အခါမှာလည်းပဲလူကို သုံးမျိုးလောက်ခွဲလိုက်သုံးမျိုးလောက်ခွဲလိုက်တဦးကကိုယ်နဲ့အမတန်ခင်မင်ရင်းနှီးတဲ့ပုံကိုဟောတာတဦးဟိုတဦးကခင်လည်းမခင်မုံနဲ့မမုံနဲ့တာမန်ပုံကိုနောက်တဦးကမုံတဲ့ကိုရန်သူနော်သုံးမျိုးခွဲလိုက်ပုံကိုသုံးစားရှိလူတိုင်းလူတိုင်းဟာဒီလိုသုံးစားရှိနေမှာပဲ။ အများအားဖြင့်ဒါရေပုံရံအားဖြင့်ပြောတဲ့စကားပေါ့အဲ့ဒီထဲမှာဘယ်ပုဂ္ဂိုလ်ကိုရွေးရမလဲမေတ္တာစပြီးတော့ပြောတော့မယ်ဆိုလို့ရှိရင်ကိုနဲ့ခင်လဲမခင်မုန်းလဲမမုန်းတဲ့ပုဂ္ဂိုလ်ကိုသွားရွေးမယ်ဆိုရင်မေတ္တာပြိုးဖို့ခက်လိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့သူ့ပုံမှာခင်မမခင်တာကို တော့သူ့ပေါ်သူ့ကိုရွေးလို့မဖြစ်ဘူးပထမအနေနဲ့ယန္တူကိုရွေးမလားဆိုဟာယန္တူသွားရွေးရင်တော့ဒေါသဖြစ်မှာပဲမေတ္တာပြိုးလို့မရဘူးဒါကြောင့်မို့ယန္တူကိုလည်းမရွေးနဲ့အဲ့တော့ပိယပုဂ္ဂလဆိုတာကိုခင်မင်ချစ်ခင်တဲ့ပုဂ္ဂိုလ်ရွေးလိုက်ပါတဲ့ဒါမေတ္တာပို့တော်မယ်ဆိုအဲ့ဒါကဆက်အဲ့ဒီပုဂ္ဂိုလ်ရွေးဒီရွေးတဲ့နေရာမှာလည်းပဲ နောက်တစ်ခုတတိထားเสียကလိန်တူကိုပဲရွေးရမယ်တဲ့လိန်ခွဲကိုသွားမရွေးရဘူးဆိုလိုတာကမေတ္တာပို့မဲ့ပုဂ္ဂိုလ်ဒီအမျိုးသားဆိုရင်အမျိုးသားတန်ငယ်ချင်းတွေကရွေးအမျိုးသမီးဆိုရင်အမျိုးသမီးတွေကရွေးအမျိုးသားကအမျိုးသမီးကိုသွားရွေးမယ်အမျိုးသမီးကအမျိုးသားကိုသွားရွေးမယ်မျိုးသားကမျိုးသမီးကိုရွေးမယ် လိမ့်မတူတာကိုသွားရွေးလို့ရှိရင်မေတ္တာဖြစ်မဲ့အစားတဏှာရာဂတွေဖြစ်တာတတ်တယ်အန္တရာယ်ရှိတယ်ဒါကြောင့်မို့အဲ့ဒါလို့မရွေးရဘူးအမျိုးသားဆိုရင်အမျိုးသားချစ်ခင်တဲ့ပုဂ္ဂိုလ်ရွေးအမျိုးသမီးဆိုရင်အမျိုးသမီးတွေကချစ်ခင်တဲ့ပုဂ္ဂိုလ်ရွေးတဲ့အဲ့ဒါလို့ရွေးပြီးတော့စိတ်ဓာတ်ကိုလေ့ကျင့်ပေးရမယ်မေတ္တာစိတ်ကိုလေ့ကျင့်ပေးရမယ် အဲ့ဒီလေ့ကျင့်တော့မယ်ဆိုလို့ရှိရင်အစပထမဘာလုပ်ဖို့လိုလဲနိုင်ရှင်မှုဟာအမြဲတမ်းအရေးကြီးမြန်မာလူပြောရင်ဗမာလူမျိုးတွေပြောတဲ့စကားကိုချင်းစာတရားဆိုတာမရှိဘူးလားရှိတယ်ကိုချင်းစာတရားထားရဖို့အတွက်ကိုကိုကိုအရင်ဆုံးကိုစဉ်းစားလိုက်ပါမေတ္တာပို့လိုက်ပါကိုကိုမေတ္တာပို့တာကတော့ဒါက ဘာဝနာအတွက်မဟုတ်ဘူးလေ့ကျင့်တာမဟုတ်ဘူးလွယ်အောင်လို့ပြင်ဆင်လိုက်တဲ့သဘောပဲဆိုပါစို့မေတ္တာပို့တဲ့အခါမှာချမ်းသာပါစေလို့ပြောကြနာလားသို့မဟုတ်ကျမ်းမာပါစေလို့ပြောကြနေပြောကြနာလားသို့မဟုတ်အဆင်ပြေပါစေလို့ပြောကြနာလားတစ်ခုခုပဲကိုကြိုက်တဲ့ဟာနဲ့ပြောလို့ရတယ်ကျမ်းမာပါစေလို့ပြောပြောချမ်းသာပါစေလို့ပြောပြော အရခတ်သိမ်းမှအစဉ်ပြေပါစေလို့ပြောပြောအောင်မြင်ကြီးပွားပါစေလို့ပြောပြောဘာနဲ့ပြောပြောပေါ့အဲ့ဒီအတွေးလေးကိုထုတ်ပုတ်ကောပေါ်မှာပြောရမယ်ဆိုပါစို့ဘုန်းကြီးတို့တွေယောက်ျားဆိုရင်ယောက်ျားကလေးတန်ခဲ့ခြင်းမိန်းကလေးဆိုမိန်းကလေးတန်ခဲ့ခြင်းပေါ့ကိုကေတရာ friend တွေများတယ်ဂါ friend vibrant အဲကိုအကိုယောက်ျားလေးဆိုယောက်ျားလေးတန်ခဲချင်းကိုယွေမိန်းကလေးဆိုမိန်းကလေးတန်ခဲချင်းယွေယွေပြီးတဲ့အခါကိုတယောက်ထဲနေတဲ့အချိန်လေးမှာထိုပုဂ္ဂိုလ်ရဲ့မျက်နှာစိတ်ထဲမှာပေါ်လာအောင်ပုံဖော်လိုက်ပုံဖော်လို့မရဘူးဆိုရင်ဓာတ်ပုံလေးတစ်ခုတောင်းကိုရှိမှချပေါ့ဓာတ်ပုံနဲ့ကြည့်ပြီးတော့ပုံဖော်ပေါ့ အင်းစိတ်ထဲမှာပုံဖော်လို့ရရင်စိတ်ပုံဖော်လိုက်သူ့ရဲ့ပြုံးရွှင်နေတဲ့မျက်နှာခြင်နူးနေတဲ့မျက်နှာလေးကိုကြည့်ပြီးတော့အေးအစင်သာဝရပြုံးနိုင်ပါစေချမ်းသာပါစေကြမ်းပါပါစေရှင်လန်းပါစေကိုလိုချင်တဲ့စကလုံးလေးတစ်ခုနဲ့အသုံးချပြီးတော့အဲ့ဒီစိတ်ကလေးထပ်တလဲလေးဖြစ်နေအောင် repetition လုပ်တာခေါ်ထပ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 ်ပြီးတော့ဖြစ်တခါတည်းမဟုတ်ခုခေတ်တချင်းဆိုတဲ့အခါ repeat တွေပေါ်တော့မဟုတ်လား ထကြော့နေတာလေအဲ့တော့မေတ္တာကြော့နေရဘယ်နဲ့ပြန်ကြော့ရမလို့ဆိုရင်အေးတဏှာကြီးလုံးရင်တဏှာကြီးလုံးကြော့နေရမှာပဲအဲ့ဒါလို့ဓာမြသွေးတဲ့အခါမှာကြောက်နေတယ်လို့ပွတ်နေတယ်လို့ပဲဒီချမ်းသာပါစေဆိုတဲ့စိတ်ကလေးနဲ့ခုနကပြီးရပုံကုန်နေပုတ်ပေးနေရပုတ်ပေးနေရအဲ့ဒါလေးကျင်နေတာလို့ခေါ်တယ်အဲ့ဒါလို့ပုတ်ပေးနေလိုက်တဲ့အခါမှာ ဘယ်လိုအနေထားထီအောင်ရောက်လာတယ်လဲလို့ဆိုရင်ဘယ်နေရာသွားသွားဒီပုဂ္ဂိုလ်ရဲ့မျက်နှာပဲမြင်နေတယ်မျက်စိတွေကဒီပုဂ္ဂိုလ်မျက်နှာမထွက်အိပ်ပဲအိပ်မပြောသေးခင်သူ့မျက်နှာပဲမြင်နေတယ်တခြားအသိမမြင်ဘူးစိတ်ကအဲ့ဒီပုံမှာပဲစိတ်ဟာငြိမ်ကြလာပေါ့အဲ့ဒါလို့ငြိမ်ကြလာတဲ့အပေါ်မှာမိန္ဒာစိတ်ကလေးနဲ့ထပ်ထပ်ပြီးတော့ပုတ်ပင်းနေလို့ရှိရင်နောက်ဆုံးမှာ တမာရီတွေစွမ်းအားတွေကောင်းလာလို့ရှင်ဇန်တောင်ရလာတယ်။အေးဗမာတွေကဇန်ဆိုရင်ကောင်းကင်ပြန်နာကြီးပဲအောင်းမိတယ်။ဒါကောင်းကင်ပြန်နာကိုပြောတာမဟုတ်ဘူး။ဇန်ရတယ်ဆိုတာအဲ့ဒီအာယုံလေးပေါ်ကိုအမြဲတမ်းစူးစိုက်ပြီးတော့နေနိုင်တဲ့စွမ်းအားတတ္တိလေးရလာတာပြောတာနော်။ပထမဇန်ဆိုတဲ့စွမ်းဤတတ္တိကိုလိုချင်တဲ့အချိန်လေးရလာမယ်။ဇန်ဆိုတာဘာကိုပြောတာလဲလို့ဆိုရင်ခုနက တငယ်ချင်းရဲ့မျက်နှာပေါ်မှာစိတ်ကလေးအမြဲရောက်နေအောင်ပို့ပေးနေတဲ့ဝိတ္တလို့ခေါ်တဲ့သဘောတရား initial application နဲ့အဲ့ဒီပေါ်မှာထိုမျက်နှာကလေးပေါ်မှာရင်ဝဲနေတဲ့စိတ်ဟာခွာလို့မရတော့တဲ့အနေအထားမျိုးဖြစ်နေတဲ့ sustain application ဆိုတဲ့ဝိสารဝိတ္တဝိสารအခုခေတ်တော့တော့ဟိုပါလဲ ဖတ်တလိုက်စာကိုလည်းဝိสารလို့ခေါ်တာရှိသေးတယ်အဲ့ဒါနဲ့သွားမယောနဲ့နော်ဝိတက်တဲ့ဝိสารတဲ့ဝိတက်ဆိုတာအာယုံမောစိတ်ကလေးကိုပုတ်တင်ပေးနေတာဝိสารဆိုတာအာယုံလေးနဲ့စိတ်နဲ့ကွာကွာမသောအောင်လှုပ်ဆောင်ပေးနေတဲ့သဘောအဲ့ဒီအာယုံလေးနဲ့စိတ်ချေနှံ့နေတာပိတိစိတ်ချေနှံ့တယ်လို့စိတ်ထဲမှာငြိမ်းချမ်းနေတာဒုက္ခအဲ့ဒီအာယုံလေးကိုစိတ်ကခွာလို့မရတာကဧကဂတ္တာ အဲ့ဒီ၅ခုဟာဟန်ချက်ညီညီအလုံးလုံးနေပြီဆိုလို့ရှိရင်ပထမဇန်လို့ခေါ်တယ်ပထမဇန်ရပေါ့တကယ်ချင်းရဲ့မျက်နှာလေးပေါ်မှာအလုံးလုံးနေချမ်းသာပါစေရှင်လန်းပါစေကျမ်းပါပါစေဆိုတဲ့စိတ်ဓာတ်ကလေးပွားပြီးတော့အလုံးလုံးနေအဲ့ဒီအလုံးလုံးနေလို့ရှိရင်ခုနကအင်္ဂါရက်တည်းပြည့်စုံလာရင်ပထမဇန်ပဲဒီတဲ့ဆွမ်းအားမြင့်လိုက်တဲ့အခါကျတော့တွေးနေเสียမလိုဘူးဝိတက်ဆိုတာမလိုတော့ပဲနဲ့ အာယုံတွေကခွာလို့မရတာရဲ့ဂျင်းနဲ့နေတာရဲ့เนาะစိတ်แท้ကချမ်းမြေ့နေတာရဲ့တည်ငြိမ်နေတာရဲ့ဒီသဘောလေး၄မျိုးလေးနဲ့ဖွဲ့စည်းလိုက်တာကြတော့ဒုတိယဆန်အဆင့်လို့ခေါ်တယ်နောက်တစ်ခါဓိတဲ့တမာရိဆွမ်းအားတွေမြှင့်လိုက်တဲ့အခါကြတော့အာယုံမှာဒီအာယုံလေးနဲ့စိတ်လေးနဲ့တွေ့ကပ်နေအောင်လုပ်ပေးစရာမလိုတော့ဘဲနဲ့ထို့အာယုံလေးပေါ်မှာဂျင်းနဲ့နေတာရဲ့နှစ်သက်နေတာရဲ့ တည်ငြိမ်နေတာရဲ့ဒီအခြေအနေ300ကလေးနဲ့ထိုအာယုံပေါ်မှာယက်တည်နေလို့ရှင်တတ္တရာဇံလို့ခေါ်တယ်။အော်မေတ္တာပွားတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီလိုဇံ3ဆင့်ထီအောင်ရနိုင်တယ်။အဲ့ဒီဇံ3ဆင့်ရသွားမှစေတောဝိမု ക്തി လို့ခေါ်တာ။စိတ်လေးဟာဗျာပါဒကလွတ်သွားပြီတဲ့။ဒေါသတွေကလုံးဝလွတ်နေတဲ့စိတ်တဲ့အဲ့ဒီအချိန်ဟာစေတောဝိမု ക്തി ဆိုတာပို့ပြီးတော့ဒီ လောကလွတ်မြောက်လာတဲ့အနေအထားတစ်ခုရောက်လာအောင်လေ့ကျင့်ယူထားတဲ့မေတ္တာကိုပြောတာတမန်မေတ္တာကိုမေတ္တာလို့ပဲသုံးတယ်စေတောဝိမု ക്തി ဆိုတဲ့စကားလုံးလေးထည့်သုံးလိုက်လို့ရှင်ထိုမေတ္တာသည်ဇံအခြေအနေထိအောင်ရောက်နေတဲ့မေတ္တာမျိုးလို့ဒီလိုပြောတာကဲကောင်းပြီပြိယပုဂ္ဂလလို့ခေါ်တဲ့ကိုချစ်ခင်နဲ့ရင်းနှီးတဲ့မိတ်ဆွေနဲ့လေ့ကျင့်လိုက်လို့အောင်မြင်သွားတဲ့မေတ္တာလေးကို ဒီတိုင်းမထားနဲ့အောင်မေတ္တာကိုဖြန့်ကျက်ကြည့်အောင်ထိုမေတ္တာလေးကို transfer လုပ်အောင်ဘယ်သူ့ပေါ် transfer လုပ်မလဲဆိုရင်ချစ်လဲမချစ်မုန်းလဲမမုန်းနဲ့ကိုမသိတဲ့ပုံကူပေါ်မှာပြောင်းကြည့်လိုက်ပြောင်းကြည့်လိုက်လို့ရှိရင်ဒီမေတ္တာသဘောတရားလေးဟာရော့ကြမသွားဘူးကိုချစ်ခင်တဲ့ပုံကူပေါ်မှာထားတဲ့စိတ်အခြေလေးဟာ မုံလည်းမမုံချစ်လည်းမချစ်တဲ့ပုံကိုပေါ်မှာသွားထားလိုက်လို့အခြေအနေပြောင်းလဲသွားတယ်ဆိုလို့ရှိရင်ပြန်လေးချင်းဒီမှာပြန်လေးချင်းပြောင်းလဲမသွားဘူးဆိုလို့ရှိရင်ဒါဒုတိယအဆင့်အနေနဲ့အဆင်ပြေသွားပြီကဲနောက်တစ်ခါပုံကနှစ်ယောက်ပြောင်းလိုက်ပြီနော်ပထမပြီးရပုံကလားဒုတိယမစ္ဆတအလေအလတ်ပုံကပေါ်မှာပြောင်းကြည့်လို့အခြေအနေမပြောင်းဘူးဆိုရင် နောက်တယောက်ပေါ်မှာပြောင်းကြည့်အဲ့ဒီပုဂ္ဂိုလ်ကကိုယ်နဲ့မတည့်တဲ့မုံတီးတဲ့ကိုယ့်ရဲ့ယံသူယံသူလို့ဆိုတဲ့ပုဂ္ဂိုလ်ပေါ်မှာပြောင်းကြည့်လိုက်ပြောင်းကြည့်လိုက်လို့ဒေါသလေးဖြစ်လာလို့ရှင်အေးမေတ္တာမကြံ့ခိုင်သေးဘူးပြန်ပြီးတော့လေ့ကျင့်အောင်ကိုယ့်မေတ္တာကိုပြန်လေ့ကျင့်ပြန်လေ့ကျင့်ပြီးတဲ့ခါတခါပြန်စမ်းသပ်ကြည့်လိုက်အာယုံပြောင်းပြီးတော့ကိုယ်နဲ့မတည့်တဲ့လူပေါ်မှာမေတ္တာထားကြည့် ထားလို့ရသွားပြီဆိုလို့ရှိရင်တော့ဒီမေတ္တာကတော်တော်ခိုင်မာသွားပြီလို့ပြောဒါဆန်းတတ်တဲ့ဤအဲ့လိုလုပ်ပြီးတော့ဒီလောကလုံးမှာရှိတဲ့တ ত্ত্ব အရေးပေါ်မှာမေတ္တာထားနိုင်အောင်ကြိုးစားနောက်ဆုံးမှာလူ၄ယောက်လူ၄ယောက်ကြည့်လိုက်နံပါတ်၁ကကိုတိုင်မိမိကိုတိုင်နံပါတ်၂ကကိုချစ်ခင်တဲ့ပုဂ္ဂိုလ်နံပါတ်၃က ချစ်လည်းမချစ်မုန်းလည်းမမုန်းနဲ့တာမန်ပုဂ္ဂိုလ်နံပါတ်၄ကယန္တုအဲ့ဒီပုဂ္ဂိုလ်၄ယောက်ထိုပုဂ္ဂိုလ်၄ယောက်သည်အပိုင်းအခြားတွေလူဆိုတာကိုယ့်ကိုယ်ကိုပိုချစ်တတ်တယ်နော်ကိုယ့်ကိုယ်ပိုချစ်တတ်တယ်အဲ့ဒီ၄ယောက်ကိုယန္တုလို့လည်းမမြင်တော့ကိုယ့်ကိုယ်ကိုလို့လည်းမမြင်တော့ဘူးကိုမိတ်ဆွေလို့လည်းမမြင်တော့ဘူးဟုတ်လား ကိုနဲ့မသိတဲ့ပုံကိုလို့လည်းမမြင်တော့ဘူးကိုယ့်ရန်သူလို့လည်းမမြင်တော့ဘူးအားလုံးဒီ၄ယောက်စလုံးဟာတမျိုးတည်းတစ်ခုတည်းမြင်သွားပြီဆိုလို့ရှိရင်ဒီလူရဲ့မေတ္တာဟာအစွမ်းထက်ဆုံးအဆင့်ရောက်သွားပြီပေါ့